ဆရာတော်ဖရာမိကွန်လေးမိရှောက်ခွင့်ပြုပါဖရာမိဘကိုကိုထီးလက်ရောက်ပြင်မာရင်ပင်စာနန္တရိယကံထိုက်တာ ဟုတ်ပါသလားဖရာတဲ့မိဘကိုကိုထီးလက်ရောက်ပြင်မာယုံနဲ့တော့ပင်စာနန္တရိယကံမထိုက်ပါဘူးနော်ပင်စာနန္တရိယကံထိုက်တယ်ဆိုတာမိဘကိုတတ်လိုက်လို့မိဘတည်သွားမှပင်စာနန္တရိယကံထိုက်ပါတယ်တိုးတော်လည်းပဲမိဘကိုကိုထီးလက်ရောက်စော်ကားပြင်မာတာကတော့အမတန်မှအကုသို့ကြီးပါတယ်မြတ်စွာဘုရားလက်ထက်တော်အခါက အရှင်မောက်ကလံကိုတော်မြတ်ကြီးဆိုတာအားလုံးကြားဘူးကြပါလိမ့်မယ်။အဲ့ဒီအရှင်မောက်ကလံကိုတော်မြတ်ကြီးဟာခိုးသား900ရာဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်အရှင်မောက်ကလံကိုတော်မြတ်ကြီးဟာဘဝတစ်ခုမှာတုန်းကဇနီးမယားဤစကားကိုနားယောင်ပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုတော်ထဲခေါ်သွားပြီးတခိုးဓမြရောင်ဆောင်ကမိဘနှစ်ပါးကိုရိုက်နှက်ခဲ့ပါတယ်။တချို့ကအရှင်မောက်ကလံကိုတော်မြတ်ကြီးသည်ဘဝတစ်ခုမှာမိဘနှစ်ပါးကိုရိုက်တက်ခဲ့တယ်လို့ပြောပါတယ် ရိုက်မတတ်ခဲ့ပါဘူး။ရိုက်ယုံရိုက်ခဲ့တာပါနော်။အဲ့ဒီလိုရိုက်နှက်နေစဉ်မှာမိဘနှစ်ပါးကသူတို့ရဲ့သားကိုတကူတမရတွေတတ်မှာဆိုတဲ့အတွက်ကြောင့်အမေတို့အဖေတို့ကသာထားခဲ့ပြီးသားသာလွတ်အောင်ပြေးပါလို့អော်ပြောပါတယ်။အဲ့ဒီလိုអော်ပြောတာကိုကြားရတဲ့အရှင်မောက်ကလန်လောင်းဟာနောင်တရပြီးတော့မိဘနှစ်ပါးကိုအင်ကိုပြန်ခေါ်သွားပါတယ်။အင်ကိုပြန်ခေါ်ပြီးတော့သက်ဆုံးတိုင်အောင် ပြုစုလုပ်ကြီးစောင့်ရှောက်ပါတယ်။ သို့တော်လည်းပဲအဲ့ဒီဘွားကတည်သွားတဲ့အခါမှာတော့ငရဲတို့ကြာရောက်ရပါတယ်အခုမြတ်စွာဘုရားလက်ထက်မှာအရှင်မောကလံကိုတော်မြတ်ကြီးဖြစ်လာတဲ့အခါမှာတော့ဤခိုးသား900ရာဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်ဒါကြောင့်မိဘကိုကိုထီလက်ရောက်စော်ကားပြမခြင်းဟာပင်စာနန္ဒရိယကံမထိုက်တော်လည်းပဲအမတ္တမှ အကုသို့ကြီးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်